င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်တိတိမျိုးမစစ်ကြောင်းတွင်ဒေါ်လာစစ်တပ်တိုက်ခိုက်မှုစစ်သား40ဦးသေဆုံးပြီးလက်နက်ကင်များနဲ့စစ်တုံးမှတချို့ရရှိစစ်တပ်ကအတမပြုကျင်ကဲမျိုးသမီးတအုပ်ပေါင်းပြည်သူဆက်လေးဘောကဲတင်နိုင်ကဲချင်းပြည်နယ်တိတိမျိုးကနေစစ်ကြောင်းတွင်ဒေါ်လာစစ်တပ်တိုက်ခိုက်မှုစစ်သား40ဦးသေဆုံးပြီးလက်နက်ကင်များနဲ့စစ်တုံးမှချို့ရရှိကစစ်တပ်ကအတမပြုကျင်ကဲတဲ့အမျိုးသမီးတအုပ်ပေါင်းပြည်သူဆက်လေးဘောကဲထုတ်နိုင်ကဲကြောင်းချင်းပြည်နယ်တပွဲကထုတ်ပြန်တယ် အော်တိုဘာလ29ရက်နေ့မှာဒီတိမ်မြို့အတွင်းကနေဂျပန်စစ်တမ်းအရာ200ကျော်နဲ့ချင်းလင်းထွက်လာပြီးစင်းစံရွာမှာစကန်းချကညအိတ်ကဆက်လက်ထွက်လာတဲ့ဂျပန်စစ်သားတွေကိုချင်းကြီးနောက်တပ်ဖွဲ့တွေကချင်းမိုးတိုက်ခိုက်ရအော်တိုဘာလ30ရက်နေ့ဒီတိမ်ကလေးလန်ဒိန်လိုလန်ခွဲနီပဝင်းကျင်းမှာပြန်လည်ပြစ်ကတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရတယ်။ရင်းတိုက်ပွဲတွေဂျပန်စစ်သားတွေထိနာသဖြင့်ဆက်မတိုးနိုင်တော့ဘဲထို့နေရာမှာစကန်းချညအိတ်ကပြီးအော်တိုဘာလ30ရက်နေ့မှာဒီတိမ်မြို့ကလာ269မှာစစ်သား80ကန်တက်ကိုထပ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလတရနေ့မှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီးစစ်သားများပြားထိခိုက်ဒေဆုံးကလက်နက်ကင်တချို့နဲ့တေချာချောဆွဲထားတဲ့ပြည်သူ့ပိုင်မော်တော်ကားတစ်စီးကိုဇင်းညညာတပ်ဖွဲ့တွေကသိမ်းဆီရရှိခဲ့ကြောင်းနိုဝင်ဘာလနေ့ရက်နေ့မှာလည်းနှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရတယ်။နိုဝင်ဘာလတရနေ့မှာဂျပန်စစ်တပ်ကဒေသနေပြည်သူတွေကိုလူသားတိုင်းဖြစ်ဖန်ဆီတုံပြူကဒိုစစ်စင်လာတဲ့ပြင်ဆက်လက်တိုက်ပွဲဖြစ်ပွားရာတိတိန်ကလေးလန်ဆွမ်ပီလန်ခွဲဘက်ကနေဆင်ရတချို့ထွက်ရှိလာတဲ့ပြင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလကြာနေမှာဂျပန်စစ်တပ်ကလူသားတိုင်းဖြစ်ဖန်စီပြီးတော့အဓမ္မပြုကျင့်ခဲ့အမျိုးသမီးတအုပ်ပါဝင်ဒေတာခံပြည်သူဆက်လက်ကိုချင်းချင်းနောက်တပွဲတွေကကက်တင်နိုင်ခဲ့ပြီးစစ်တုံးမှတချို့ကိုလည်းဖန်စီရရှိခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲကာလတခြားမှာဂျပန်စစ်တပ်ကအနည်းဆုံးစစ်သား40ခန်းသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရတဲ့အပြင်ထွက်ပြေးလူများတို့တချို့လည်းရှိကြောင်းဂျပန်စစ်တပ်တပ်ဖွဲ့ဝင်တွေလက်နက်ခဲအနေနဲ့ကျောင်းဆွဲထားပြည်သူပိုင်းမော်တော်ကားတစ်စီးကိုပြန်လည်သိမ်းဆည်းရှိခဲ့ကြသေးရတယ်။ပြီးခဲ့အောက်တိုဘာလ26ရက်ကစပြီးချင်းပြည်နယ်တီတိမ်မြို့ခလာနယ်အချောင်းဆန်းကုန်းကိုဂျပန်စစ်တပ်က MISMP အမျိုးအစားရဟင်းနဲ့အခောက်ရီ26ဂျင်းစင်တပ်ကတပ်ရင်း900ခန့်စတိုက်ပွဲဆောင်ခဲ့ပြီးနောက်ရောင်းလုံးရင်းနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းချင်းညီနောက်တပ်ဖွဲ့ကသိပေးတယ်။ ရင်းချမ်းဖက်စစ်တပ်စစ်ကြောင်းကတိတိမျိုးကနေကလီလန်ပိုင်းတိုင်းငင်ဘက်ကိုတေကစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးစုစုပေါင်းစစ်သားရင်400ကံပောင်းကြောင်းသိရပါတယ်ဆလဘီလောင်လုံးမြင့်နယ်မှာစစ်တပ်ကတရားဝင်ရေကောက်ပွဲတွင်မဲဆင်ပြူစုံနိုင်စစ်ကြောင်းတို့ပြီးအင်အားစုဆင်းနေလိုက်ကောင်းတယ်။တနင်္သာရီတိုင်းလောင်လုံးမြင့်နယ်မှာဂျပန်စစ်တပ်ကတရားဝင်ရေကောက်ပွဲတွင်မဲဆင်ပြူစုံနိုင်စစ်ကြောင်းတို့ပြီးအင်အားစုဆင်းနေလိုက်ကောင်းတယ်။ဒေသပြည်သူနဲ့စစ်ရေးသတင်းမြစ်ကပြောတယ်။ နိုဝင်ဘာလအတွင်းဂျပန်စစ်တပ်ကလောင်လုံးမြေနယ်တွင်ရှိမမကန်ဒေတာကမြောင်းဒေတာနဲ့လောင်လုံးရေဖြူကြားရှိကြတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတရားမှုရွေးကောက်ပွဲအတွက်မဲဆင်ပြုစုနိုင်အင်အားစုစင်တွေလိုက်ကောက်နေခြင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာလောင်လုံးမြို့ပေါ်နဲ့ကြေးရွေရှိပြည်သူတွေကစစ်ပေးတိန်ရှောင်နေခြင်းကြောင့်ဂျပန်စစ်တပ်ကမဲစုနိုင်မဲအင်အားသုံးပြီးစစ်ကြောင်းထုတ်ပြီးအင်အားစုစင်လိုက်ကောက်နေခြင်းဖြစ်ပါတယ်။ အခုစစ်ကွေးရီစီမှာရှင်းနေစင်ကရင်ကလူရဲစင်ဟောင်းကြီးဆိုမင်းစင်မပြုတ်စုံနိုင်ရတာကြောင့်စစ်ကွေးရီကသူတို့စစ်ကြောင်းလှောင်ရှာနေမောင်းမကန်ကမြောကင်းနဲ့အလောင်းလုံးရေဖြူကြားသူတို့စစ်ကြောင်းလှောင်ရှာနေနေရာတွေမှာပြည်သူတွေကအင်အားစုချင်းကောက်တာတပွင့်ရိုက်ပြီးရှူသွားတာလှုပ်ဆောင်နေပါတယ်အလားတူနွေဘာလာတောင်းနေကလည်းလောင်းလုံးမြွတ်နဲ့စကန်ချီရွာကိုဂျပန်စစ်တပ်စစ်ကြောင်းစစ်ကြောင်းတို့ဝင်ရောက်စီးနေပြီးရွာထဲမှာထွက်ပြေးတိမ်းရှောင်ခြင်းမရှိပြီးသူတွေဂျပန်စစ်ကောင်စီကပြုလုပ်မဲ့တူရွာရွေးကောက်ပွဲမှာမဲထဲကြရင်စီးရုံပြောဆိုခဲ့ပြီးနောက်အင်နာစုစင်းနဲ့ကောက်ခံသွားကြောင်းသိရတယ်။ ဆက်လက်ပြီးပေါင်းပြရှိကြရတဲ့ကိုစစ်တပ်ကဝိုင်းတွဲလင်းနဲ့ပုံ60ကျော်စဲချတိုက်ခိုက်မှုပြည်သူတွေပြေးလျောက်ထွက်ပြေးနေရ။မူးမှလည်းစစ်တပ်ကဒရုန်းနဲ့ပုံကျဲပြီးကလင်းငတဲဥပဝင်တဲ့ဥဒရာရမကွေတိုင်းပေါင်းပြနေရှိကြရတဲ့ကိုဂျပန်စစ်တပ်ကဝိုင်းတွဲလင်းနဲ့ပုံ60ကျော်စဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူတွေပြေးလျောက်ထွက်ပြေးနေရကြောင်းဒေသပြည်သူတွေကပြောပါတယ်။ နိုဝင်ဘာလ9ရက်နေ့ညနေ9:00ကျော်ခန်းကစတင်ပြီးကျန်းပစစ်တပ်ဝိုင်တွဲလင်းတစီကပေါင်းပြွန်နယ်နောက်မြောက်ပိုင်းရှိကျေးရွာတွေကိုဘုံ60ကျော်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ကျန်းပစစ်တပ်ဘုံကျဲမှုတိုက်ခိုက်မှုတွင်ပြည်သူတွေတိုက်ခိုက်ရှိမှရှိကိုအတိပြွန်နိုင်ခြင်းမရှိသေးပဲလက်ရှိချိန်မှာကျေးရွာနေပြည်သူတွေဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေရပါတယ်။ဘုံကျဲသွားတာအကျဉ်းတော်တော်များပါတယ်။အလုံး60လောက်ရှိပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်ရှောင်နေရတယ်။ထိခိုက်မှုချိန်တွေကတော့အတိမပြွန်နိုင်သေးပါဘူး။ ထို့ပြင်ပဲခူးတိုင်းမူးမြို့နယ်အတွင်းမှာရဲကြေအရေကိုဂျပန်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်၆နှစ်ရွယ်ကလေးငယ်တန်းကိုပါဝင်ပြည်သူနယ်အုပ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းကရန်ဘောကထုတ်ပြန်နေ။နိုဝင်ဘာလ3ရက်နေ့ညနေ4:16မိနစ်ကမှမူးမြို့နယ်အတွင်းဂျပန်စစ်တပ်ခမ439တိုင်ကတင်မောကျွန်းကြီးအတွင်းကိုဒရုန်းနဲ့ပုံနှလုံးကျဲချခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ကျန်ရနေပြည်သူအသက်40ရွယ်ဒေါ်အေးမွန်နဲ့6နှစ်ရွယ်မောင်နာတာတွေတို့နောက်တိုက်ခိုက်ဒဏ်ရာရှိကနေနေပြည့်စည်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဝက်လက်မြင့်နယ်မှာစစ်တမ်းစစ်ကြားမြင်တော်ရပောင်းဝင်တော်တဲ့တွေကိုမိရှုဖြတ်စီပြီးကြည်ရတွေကိုတနက်ပြစ်ပိုင်ဝင်အောင်စီနေဇကိုင်းနိုင်ဝက်လက်မြင့်နယ်မှာဂျပန်စစ်တမ်းစစ်ကြောင်းကမြင်တော်ရပောင်းဝင်တော်တဲ့တွေကိုမိရှုဖြတ်စီပြီးကြည်ရတွေကိုတနက်ပြစ်ပိုင်ဝင်အောင်စီနေနေကြဝက်လက် information နဲ့ဝက်တောင်းခံကိုမွန်နိုင်ကပြောတယ်နိုဝင်ဘာလ9ရက်နေ့မော်လဲတနားရီကြော်ခန့်မှာဝက်လက်မြင့်နယ်မှာရောက်ရှိနေတဲ့ဂျပန်စစ်သားတွေကဝက်လက်ရှိမကလမ်းပိုင်းကထွက်လာပြီးမြင်တော်ရကိုလက်နက်ငယ်နဲ့ပစ်ကတ်ကဝင်ရောက်စီနေခဲ့ခြင်းဖြစ်ပါတယ် ထို့နောက်မော်လက်တနိုင်း40မိနစ်ခန့်မှာဂျပန်စစ်တပ်စစ်သားကမြန်တရာအတွင်းရှိပြည်သူပိုင်နေအင်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းရင်းသွေးမီးရှို့ဖျက်ဆီးပြီးချိန်မှာဂျပန်စစ်တပ်စစ်သားကဝက်လက်မျိုးပေါ်ကိုဝင်ရောက်သွားပြီးမကြီးတုံးရကိုတနက်တဲ့ပြပောက်ကထပ်မံဝင်ရောက်စီးနေနေကြသည်ရတယ်။ရင်းစစ်ကြောင်ကလက်ရှိချိန်နှင့်ပြန်လည်ထွက်ခွာခြင်းမရှိရကြောင်းပြည်စည်းဆောင်ရှုံ့မှုအခြေအနေနဲ့ပြည်သူတွေထိခိုက်ရှိမှုကိုဒီပြုတ်နိုင်ခြင်းမရှိသေးတဲ့ကြောင်းသိရပါတယ်။ အလားတူဝလက်မြို့နယ်နာကျန်ရွာသားကြီးရွာမှာတိုင်ကြားတက်ဆွဲတဲ့စစ်သားတွေကိုလည်းယနေ့မနက်9:00နာရီခန့်မှာကတူရွာအနောက်မြောက်ဖက်ရှိတဲတွေကိုဝရောက်စီနေကမိရှုဖြက်စီသွားကြောင်းသိရတယ်။ဒီနေ့တော့ဝလက်မြို့ပေါ်ကထွက်လာတဲ့စစ်ကွေးစစ်သားအမြင့်တော်ရကိုဝရောက်စီနေမိမိရှုတယ်။နောက်ပြီးရွာသားကြီးထိုင်ကစစ်ကွေးတွေကလည်းကတူရွာအနောက်မြောက်ဖက်ကတဲတွေကိုမိရှုဖြက်စီပါတယ်။ထို့ပြင်နိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့ကလည်းဝလက်မြို့နယ်အတွင်းရှင်မူးကြီးရွာတမကုန်းရွာရွာတော်ကန်းရွာတထောက်ရွာနဲ့ထုံးမွေရွာတွေကိုလည်းဂျပတ်စစ်တပ်ကမိရှုခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြများဒီမျိုးမှာမရိမှုတွေတရက်ခန့်အမှန်ငါရက်ကအောက်ချော်ရမှုမှာပါတာအစွန်ရောက်ဆိုင်းမြွညွန်ကိုစစ်တပ်လာခံကင်းပြင်းနေဆရာကစီမံထူးချွန်တက်တရားစင်းစုချင်းမြေကင်းပြင်းနေများတွေမြို့မှာတမပြေသေးတဲ့အကြောင်းသူရွေမင်းကလင်းငယ်တွေပါဝင်မရိမှုတွေတရက်ခန့်အမှန်ငါရက်ကအောက်ချော်ရမှုမှာပါတာအစွန်ရောက်ဆိုင်းမြွညွန်ကိုစစ်တပ်လာခံကင်းပြင်းနေဆရာက စီမံထိုးချုံတတရားဆင်ဆုချင်းမြင့်လိုက်ကြောင်းသိရတဲ့ယနေ့ကြတဲ့နေ့90ပြည့်ကရင်ပြည်နယ်နေ့ခန်းနာမှာစစ်တလောက်ကကင်းပြည်နယ်ဆွေရကအထပ်ပါတိုင်းဆိုင်းမြညုံကိုစီမံထိုးချုံမှုတတရားဆင်ကိုချင်းမြင့်ခဲ့ခြင်းဖြစ်ပါတယ်။ကင်းပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကအုပ်ချုပ်ရေးမှုလည်းဖြစ်မဘာသာဆင်ရတအုပ်လည်းဖြစ်သူဆိုင်းမြညုံကရဲရင်ရင်ကျင်းနာမည်နဲ့ဓမ္မစကူခမဲစာတင်ကြောင်းဖွင့်ကအတမပြည့်သေးရဲ့မိန်ကလေးငယ်လေးပါဝင်ကြောင်းသူဆယ်ဦးထံမနေ့ကမလိန်ကျင်ကျင်နဲ့နေပိုင်းဆိုင်အမြတ်ထုံးမှုတွေကျွလွန်ခဲ့သူဖြစ်ကြောင်းကျွလွန်ခဲ့မိန်ကလေးငယ်လေးကတရားဝင်ထုတ်ပေါ်ပြောဆိုတဲ့ ထို့သောကြောင့်သူမင်းကလေးငယ်တွေကိုလက်ခံတင်ကြပင်2019 2018ခုနှစ်ပညာသင်နှစ်အတွင်း73နှစ်ရွယ်ရှိတန်းကျောင်းသူတောင်းနေထိုင်သောအခန်းအတွင်းကိုဝင်ရောက်ကမရင်းချင်းခဲ့ပြီးမိသူများဖွင့်ပြောရင်ချင်းကြောက်ခဲ့ကြောင်းထို့ပြင်ကုန်ရီတာစီတွေကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမျိုးစုကအတင်းအကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရတယ်အလားတူရက်ကအောက်ဆောင်ရမှုကတခြားမင်းကလေးငယ်တွေကိုမတိန်ချင်းချင်းနေပိုင်းဆိုင်အမြတ်ထုတ်ခြင်းတွေကိုလှုပ်ဆောင်ခဲ့ပြီးမင်းကလေးငယ်စုစုပေါင်း၁၀ဦးကျော်ရှိပြီးဓမ္မစကူကျောင်းတည်ထောင်သူဖြစ် ၎င်းလက်နက်ကင်ဖွဲ့စည်းနေပူပေါင်းနေသူဖြစ်၎င်းရက်ကွက်အုပ်ချုပ်မှုဖြစ်၎င်းထင်ရှားကြော်ကြားနေသည်ဖြစ်မိသည့်ဖွဲ့စည်းကမှအရေးယူခြင်းမရှိကြောင်းသိရတယ်။2022ခုနှစ်ဆရာနာသိမ်းပြီနော်မြားရီမြို့အမှတ်5ရပ်ကွက်အောင်ချွေမှုဖြစ်ဝင်ရောက်လောက်ကိုင်းကစစ်တပ်လက်ခံ PGF TKB အဖွဲ့ပါဝင်စစ်တပ်နဲ့အစဉ်ပြေသောကင်လက်နက်ကင်ဖွဲ့စည်းနေပူပေါင်းပြီးလက်နက်မှာကိုရောင်းဝယ်ခြင်းမူရဲစေဝါဖြန့်ဖြူးပါဝင်ခြင်းပြည်သူ့စစ်ကော်ပြူစော်တွေဖြင့်တာဝန်ယူခြင်းတွေကိုဆိုင်းမြင့်ညံကလောက်ဆောင်လျက်ရှိပါတယ် ယခုအော်တိုဘလောက်ဇန်ပိုင်းအတွင်းဆိုင်မြညုံကျူးလွန်ခဲ့မတိန်ကျင့်နိုင်ပိုင်းဆိုင်ရာမြတ်ထုံမှုနဲ့ပတ်သက်ပြီးမဲဆောင်မှာကာယကာယကံရှင်မိန်ကလေးငယ်ကတရင်းဆောင်ရှင်ပွဲပြုလုပ်ပြီးတရားမျှတမှုရရှိရိုးစားနေတော်လေးလက်ရှိနိုင်ငံချင်းတဲ့ဆိုင်မြညုံဦးကိုအေးအေးယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ဆလပ်ပြပင်လောင်းတဲ့ဖေခုံမြို့နယ်မှာတိုက်ပွဲတွေဖြစ်ရံမြင့်နယ်တောင်ပိုင်းပင်လောင်းတဲ့ဖေခုံမြို့နယ်မှာတိုက်ပွဲတွေဖြစ်နေတယ်ဒေသခံစီးတဲ့မြို့နယ်ရဲဘော်ချုပ်ကပြောတယ်။စစ်တပ်နဲ့စစ်တပ်လက်အောက်ခံပုံပြေသူစစ် PNO တို့ကအောက်တိုဘာဒုတိယပတ်ကစလို့နိုဝင်ဘာလဇန်ပိုင်းထိတိုးစစ်ဆင်လာမှုတွေကြောင့်တိုက်ပွဲတွေဖြစ်နေရပါ။ စစ်တမ်းနဲ့ပြန်တော့ကမြစလုံးတောင်စလုံးနဲ့ဘွမ်းရရွာတွေကိုစစ်ကြောင်းတုံးကြောင်းနဲ့ပြန်ခွဲပြီးစစ်ကြောင်းထိုးနေရလို့သိရတယ်။စစ်တမ်းနဲ့ပြန်တော့ရဲ့ဖဲ့ခုံမြို့အနောက်ဘက်ခြမ်းကိုထိုးစစ်ဆင်မှုမှာအင်အား900ဝန်းကျင်အုံပြုထားပြီးလေကြောင်းတိုက်ခိုက်မှုတွေမှာရှိနေလို့သိရတယ်။ကင်နီပြည်နယ်နဲ့ပြည်နယ်တခြားစစ်ရေးချင်းတွေရလိုက်ကောဒီမော့ဆိုဖရူဆိုဘောလကဲနဲ့ရှမ်းကင်နီနယ်စပ်ဖဲ့ခုံမြို့နယ်မှာစစ်တပ်ကစစ်မျက်နှာ9ခုဖွင့်ထိုးစစ်ဆင်နေတယ်။ကင်နီမြို့သားကာကွယ်တပ် KDF ကထုတ်ပြန်ထားပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ဒုမင်ကျေးဇူးတင်ရှိပါရရှင်။